ဘာဆရာများနဲ့ World Teacher Day နဲ့ရွှေပြောင်းကလေးတွေကိုပညာသင်ကြားပေးနေတဲ့မြန်မာရွှေပြောင်းဆရာဆရာမများအစည်းအရုံး Burmese Migrant Teachers Day Association BNDA 220ပြည်ခန်းအဖြစ်ထိုင်းနိုင်ငံတက်ခဲမဲဆောင်မြို့ OTOB Center မှာအောက်တိုဘာ9ရက်နေ့ကပူးတွေကျင်းပခဲ့ပါတယ်ဒီခန်းနာမှာ BNDA ရဲ့ အချက်ပေးနာရကတွေဖြစ်တဲ့ဒေါက်တာစင်တီယာမောင်နဲ့မန်းရှင်နေတို့ပါဝင်ထိုင်းပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေမြန်မာရွှေပြောင်းပညာရေးစင်တာတွေကဆရာဆရာမတွေကျောင်းသားကျောင်းသူတွေနဲ့ရွှေပြောင်းလုပ်သားရေးဆောင်သူတွေနဲ့အတူလူ9လောက်တက်ရောက်ခဲ့ပါလေ။ ရာပြည်တွင်းနဲ့နေဆက်မှာရှုပ်ထွေးပြီးမရေမရာဖြစ်နေခြင်းပညာရေးကဏ္ဍကလူတွေအားလုံးပူပေါင်းပါဝင်လှုပ်ဆောင်ကြဖို့ပုံမူလိုအပ်တယ်လို့မဲဆောင်မှာရွှေ့ပြောင်းနေထိုင်အားထားရတဲ့မဲတော်စည်းကမ်းတည်ထောင်သူဒေါက်တာစင်တီတာမောင်ကတိုက်တွန်းပြောကြားပါတယ်။အစီအစဉ်ကတော့ဒါတရက်ပေါ့နော်ဒီအော်တိုဘလ9ရက်တရက်ပေါ့နော်သို့တော်လည်းဒါတရက်ထဲဆောင်ရွက်ရမယ့်ကိစ္စပေါ့ပေါ့နော်။ဟိုမြင့်စင်သူကလုပ်ငန်းတွေမှာ ေသဆိုင်ရာအဖွဲ့အစည်းကောင်းဆောင်မှုပဋိပန္နရပါတဲ့နိုင်ငံကအဖွဲ့အစည်းကြောင့်ဆက်ဆံပါတဲ့အလုံးကဒီကလေးလေးရဲ့အနာဂတ်ကောင်းမှုအတွက်ကြောင့်ဆက်ဆံပါအတွက်ဒီကိုယ်ကိုယ်ကိုယ်လည်းလုပ်ချုံနေပေါ့ချစ်ခင်လာမှုဒီလိုဒီဒီဒီနဲ့အများကြီးဖြစ်လာမှုအတွက်ခွင့်ပြုပေါင်းဆောင်ရမယ်အခြေဒီအခြေအနေဒီစိတ်ခွန်ချက်ဒီကြားနေပြီးတော့ပုံမှန်ဆောင်ရမယ်အခြေအနေဖြစ်ပါတယ်အာဒီကျွန်တော်ရဲ့ဒီ ေကအခြေအနေဒီမှာတော့အခြေအနေမှာရှုပ်ထွေးပြီးတော့ပြည်ရမှုဖြစ်နေတဲ့အချိန်မှာတော့ပူတော့ဒီကြီးရဖြစ်လို့ဘောစမတော်အလုံးရဲ့ပါဝင်ကူတော်ဆောင်ရဲ့ဘောပြန်စားလက်တွေခေါ်တော့ဒီစားနိုင်တဲ့ဘုရားကိုဆက်လက်ဆောင်ရဲ့ဘုရားဒါတရက်ခဲဆောင်ရမယ်ကိစ္စပေါ့ဘောဒီစင်းနဲ့ညဘုံတော်ဒီဆက်လက်ပြီးတော့ဆက်စားဆောင်ရဲ့ဘုရားဖြစ်ပါတယ် ဒီဒီကိုစက်တင်ဖြစ်စီရဲ့ကာသူရဲ့ပေါ်မှာပါဝင်သူမှာသူဆောင်လာတဲ့သူမှာသူကပါဝင်လာတဲ့သူဖြစ်ပါဒီဒီကိုမြန်မာတိုင်းနယ်ဆက်ရွှေပြောင်းကျောင်းနဲ့ဆရာဆရာမတွေရဲ့ဖြစ်တမ်းမှုနှိရှိလာတာနဲ့အမျှတိုတက်အောင်မြင်မှုတွေရှိနေပေမဲ့အကြီးအတွက်ရတော့စိတ်တန်းကြရခင်တော့မဟုတ်သေးဘူးလို့မဲဆောင်မျိုးအခြေဆိုင်ကလေးမြတ်ဖွံ့ဖြိုးရေးစင်တာ CTC ကျောင်းလည်းဖြစ်တဲ့မန်းရွှေနေကပြောပါတယ် ဲ့ကျွန်တော်အနေနဲ့ကတော့ဒါကျွန်တော်တို့ရွှေပြောင်းဒီဒီတရဲ့ရွှေပြောင်းပညာကြီးကြီးစဉ်ကကျွန်တော်မရှိဘူး။နည်းလက်ကြလာတဲ့နည်းများအကျိုးရလတ်တွေအားဖြင့်လည်းကျွန်တော်တို့ဒီဒီရဲ့ဒုတဲ့မှုတွေနောက်ပြီးအောင်မြင်မှုတွေအသေးစားရပညာတတ်တွေဖြစ်သွားမှုတွေလည်းဟိုဒီဟိုဘောပြောချင်တာကရေအတွက်အားဖြင့်ဟိုစိတ်တိုင်းကြဖြစ်စီတဲ့ရကန်တော့မဟုတ်ဒီတိုင်အောင်အတိုင်းအစတစ်ခုရကျွန်တော်တို့အထိုင်ကြောင့်ကျွန်တော်တို့အောင်မြင်မှုတွေလည်း ရရှိလာဖြစ်တယ်။အဲဒီရရှိလာမှုကိုလည်းကျွန်တော်တို့လက်ရှိဒီဒေသမှာရောက်နေတဲ့ထိုင်းအနာပိုင်းတွေထိုင်းစုရတွေထိုင်းပညာရေးစုဖွဲ့တွေဒီကလည်းပဲကျွန်တော်တို့ဒီရဲ့ကျောင်းနေရဲ့ဆစ်ဆက်အတွက်ရဲ့နောက်ကျွန်တော်တို့ကလေးတွေရဲ့ဆစ်ဆက်အနာဂတ်ပညာရေးလမ်းကြောင်းအတွက်ရဲ့အများကြီးပုံပေါ်လာနိုင်လိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်။အားလည်းအားကိုးတယ်နော်။အဲတော့ကဒီမှာပြောင်းလဲနေတယ်နော်။ဒီပြောင်းဖို့များတစ်ချက်ရှိကြတယ် မရှေပြောပညာရေးစင်တာတွေကလူငယ်တွေပေါ့ထိုင်းလူမျိုးတွေချီချူးစကားတန်ကြားရတဲ့အခါဘာနဲ့မှမတူတဲ့ဝမ်တပီတီဖြစ်ရတယ်လို့ BNDA အတွင်းရေးမှူးဆီယာမတိုမီတဇင်ထွန်းကပြောပါတယ်။ဒီထပ်ပါတဲ့ကလေးတွေက တွေကအများနဲ့မေးကြတယ်ပေါ့နော်သူတို့သူကဟိုတော်တဲ့ထက်မှာပါတယ်ပေါ့နော်ဒါကြွားရတော့မဟုတ်ပါဘူးသူတွေကအနည်းဆုံးဘာသာစကား၃မျိုးလောက်ကိုသူတို့ရကြတယ်ပေါ့သူတို့မိခင်ဘာသာစကားရဲ့ဟိုထိုင်းရဲ့အင်္ဂလိပ်ရဲ့လိုမျိုးတွေရကြတဲ့အခါကျတော့ဒီဒေသဆိုင်ရာဒီသူတို့အလုံးဝင်ပြီဆိုသူတို့မေးတယ်တဲ့အဲဒီတော့ကဘယ်เจ้าကနေထွက်တာလဲဘယ်ဘယ်เจ้าကနေပြည်တာလဲတော်လိုက်ကြတာတော့ဒီအစ်စ်เจ้าเจ้าမင်းကနေထွက်တဲ့ခေးတွေလည်းများတာပေါ့နော်ညာတဲ့အခါမှာအဲ့လိုသတင်းတွေကြားလိုက်ကျွန်တော်တို့မှာ းပေးဆက်ရတဲ့အကျိုးပေါ့နော်ကျွန်တော်တို့ဆရာဆရာမဆိုတာလဆာလည်းအများကြီးရကြတာမဟုတ်ပါဘူးဒီအဲ့လေးပုံမှာဒီကိုယ့်ရဲ့ခလေးတွေအဲ့လိုမျိုးအနာကပ်ကောင်းလာအောင်ဆွေးရတာမှကျွန်တော်အရန်ကိုဝမ်းသာကုန်ပြီပါတယ်လို့အဲ့ဒါဒီနေ့မှပြန်နေတဲ့ဆရာဆရာမရဲ့အားလုံးကလည်းတပည့်တွေအများကြီးရှိကြတယ်အဲ့တော့တနည်းတစ်ချိန်ကိုယ့်ရဲ့တပည့်တွေအောင်မြင်မှုလမ်းပေါ်ရောက်လာပြီဆိုလို့ဒီကိုယ့်အနေနဲ့ကအရန်ကိုခန်းနာမှာဆရာဆရာမများကိုကွန်မြူစကားပြောကြတာ BNDA ဖက်တန်းခဲ့တဲ့အတွေ့အကြုံတွေနဲ့လုံဆောင်မှုတွေကိုဆွေးနွေးတာ ွန်ပျူတာဆောင်တွေပေးရတာနဲ့ပူပေါင်းလှုပ်ဆောင်နေတဲ့အကြောင်းအရာတွေကိုဆွေးနွေးတာတွေလှုပ်ဆောင်ခဲ့ကြပါတယ်။ဒီခဏကိုတက်ရောက်လာတဲ့ရွှေပြောင်းလှုပ်တာရေးဆောင်ရသူမြူးမြမာဖောင်ဒေးရှင်းဒါရိုက်တာဒေါက်တာဆန်းအောင်ကအခုလိုပြောပါတယ်။ကျွန်တော်တို့ဗမာရတော့ရာကျွန်တော်ကျွန်တော်အင်မတန်ဒုက္ခရောက်နေတာအဲမှာရောဒီမှာရောပဲအများကြီးပဲကျွန်တော်တို့ဒီကုတ်အာနာသိမ့်တဲ့ဟောထွက်လာကြတယ်သူသားသမီးအများကြီးရှိတယ်အမေကြောင့်စီးပွားရေးရကျွန်တော်တို့ကြောင်းလာကြတယ်ဒီကလေးတွေကိုကျွန်တော်တို့ လက်တွေ့မှာကျွန်တော် online နဲ့သင်ဖို့တော့ခက်တယ်။နောက်ကျွန်တော်တို့ဒီဘာကြတော့တကယ်တမ်းကျတော့ play တွေရဲ့ကျွန်တော်တို့ online ဆက်ဆံရေးကျွန်တော်တို့ဒီကြောင်းဆိုတဲ့အတိုင်းဝင်လာလို့ရတယ်။တော့ကြတော့အဲ့ဒီကြောင်ဆွေပြောင်းကျွန်တော်တို့အလုပ်ကမားတွေဆိုခလေးတွေကြောင်းအောင်မရှိဖြစ်လို့တဲ့သူကကြောင်ဒီမှာကျွန်တော်မဲဆောက်မှာပေါ့နော်အဲ့ခွင့်မှာတော့ကျွန်တော်တို့ကြောင်း80ကျော်လောက်ကျွန်တော်တို့မာတွေခွင့်ထားရရှိတယ် ဲ့အရာတွေကိုလည်းပဲကျွန်တော်တို့ထိုင်းဆိုရအောင်ပြီးတော့ကျွန်တော်တို့အတိမပြုရပါတော့နော်အတိမပြုရဆိုတာကပြုလို့ရှိမှရှိရဲ့ကျွန်တော်တို့ဒီ Ministry of Education အနေနဲ့ဆက်နွယ်ပြီးတော့ပြည်ထောင်ပံ့နေဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့တကယ်တမ်းကျတော့မလုံလောက်ဘူးကျွန်တော်တို့အများကြီးပဲဒုက္ခရောက်နေရတယ်။ဒါကမနေ့ကပဲကျွန်တော်တို့ဒီဘောကောင်းအောင်ရောက်သွားခုတယ်။အဲတော့ကျွန်တော်တို့အဲ့မှာကျွန်တော်တို့ကျောင်းကြီးကျောင်းသားဆရာဆရာမ150လောက်ရှိတယ်။ဒီကြောင့်ပြုစားဖို့အောင်ရှိတယ်။အဲတော့ကျွန်တော်တို့ကိုယ်ဘက်ကမ်းပါ ဒါကြောင့်ကျွန်တော်တို့ဟိုဘက်ကမှမဟုတ်ကြောင်းကူလို့မရအောင်ကျွန်တော်ကူပါတယ်။တော့ကျွန်တော်မနေ့ကပဲကျွန်တော်တို့ဒီအဝိစာအကောင်းဆောင်ပါညာကော်ပြရဒိုးရီဆိုလို့ရှိရင်ကျောင်းဟိုစာသင်ခန်းထဲမှာပဲအိတ်နေကြတယ်။တော့ကျွန်တော်အဲ့မျိုးအခြေအနေရှိတယ်။ဒါပေမဲ့အဲ့အဲ့မှာပဲကျွန်တော်တို့ဘောဖောက်ဝဲမှာပဲကျွန်တော်တို့ high school ဆိုတာကျွန်တော်သွားကြည့်တယ်။ရေရှံတယ်။ကျွန်တော်တို့အထောက်ပံ့နေပေးနေရတယ်။စားတော့ရောပါအောင်လို့နော်။ပြောကျင်ကြတယ် အဲ့မှာကျွန်တော်ခုနကပြောသူ့ဘောကကြောင်းတယ်ပဲကြောင်းဆံပါရဆရာကြီးလာခကြတာဒီတိုင်းပဲကြောင်းစင်လာနဲ့ပြင်ပြတာ CM ကြောင်းဆံဆံပါဆိုတော့ကျွန်တော်မြင်လာတော့ကျွန်တော်ဒီဟိုကတော့ပထမဆုံးတော့အားလုံးကိုကျွန်တော်ချစ်ကျူးရတယ်တော့ကျွန်တော်ဒီလိုကျွန်တော်တို့အညစ်နာခံလာခမရတော့လာခလည်းရရင်လည်းနည်းနည်းလေးပေါ့ဗျာ ကျွန်တော်တို့ဒီစားလုံးရုံတော်မှာမမီတော့အရင်မမီပါဘူးအဲ့ဒါတွေကိုကျွန်တော်တို့ယူပြီးတော့เนาะကျွန်တော်တို့ဒီခလေးတို့ပြင်ရတင်ပေးနေရကျွန်တော်တို့ကြောင်းသားကြောင်းဆရာကြီးပြင်ပါတယ်အကုန်လုံးကျွန်တော်ချီးကျူးတယ်เนาะကျွန်တော်တို့နောက်တစ်ချက်ကတော့ကျွန်တော်မြင်လာတော့เนาะဒီအခက်အခဲတွေအကုန်လုံးကိုကျွန်တော်ကြော်ပြနေရအခုမှမဟုတ်ဘူးအရင်နှစ်300ရာကျွန်တော်60ခုကကျွန်တော်တို့ရောက်တယ်အဲ့မှာလည်းဒီတိုင်းပဲဆိုကြတော့ဒါဒီအကုန်လုံးကပြဿနာရဲ့ကျွန်တော်တို့အရင်ကစဉ်းမြစ်ကတော့ကျွန်တော်စစ်တပ်ပဲနောက်ကျစစ်တပ်ကအာဏာသိမ်းပြီးတော့ကျွန်တော်မတရားနှိပ်စက်ပြီးနေရရင်အကုန်လုံးထွက်ပြေးမှာပဲ တပည့်ကကြောင့်ဒုက္ခရောက်မှာပဲဆိုကြတော့ဘုရားကြီးအကုန်လုံးရဲ့တိုးချက်ကတော့စစ်အာဏာရှင်ကိုရှင်းတယ်ကြောက်ဘူးပဲအဲ့တော့ဟိုအများဆုံးဖျားနိုင်အောင်ကျူသွားရအောင်ကျွန်တော်တို့ဒီမှာရှိတဲ့မဲဆောက်မှာရှိတဲ့ပြည်သူလူထုကတန်းတဲ့လုံးဝိုင်းကြည့်ရအောင်တော့ကျွန်တော်အထက်မှာရှိတဲ့ကျွန်တော်တို့စစ်တပ်ကိုကျွန်တော်ဖျားဖို့လုပ်နေတယ်ကျွန်တော်တို့မလို့ချမ်းမှုအမျိုးဒီမိုကရေစီလုံးခွင့်ရေးလို့ကျွန်တော်တို့ဒီစောင့်နိုင်တဲ့ဟောကျွန်တော်တို့ဖယ်ဆယ်ပြောင်းစုကိုဒီစောင့်နိုင်တဲ့တိုင်းသားတွေရဲ့ကိုယ်ပိုင်ကြံထမ်းခွင့်နဲ့ဒဏ်ရီကိုကျွန်တော်တို့ဒီစောင့်မဲ့စနစ်ကိုကျွန်တော်ဒီစောင့်နိုင်ရမယ်အဲ့ဒါကြောင့်ပါပဲကျွန်တော်တို့ဒီ ပြဿနာကြီးပေါ့နော်ဒီကုနာပြောတဲ့ကြောင်းချက်ကြောင်းကျော်ပေါ့နော်ဒီစာသင်ပေါ့ပေါ့ပညာကြီးပေါ့ပညာကြီးကျောင်းမကြီးပြဿနာအကုန်လုံးကကျွန်တော်ဒီပုံမှန်မှုကြီးရဲ့အဲ့ဒါကိုကျင့်ကိုရှင်းနေရပဲရှင်းဖို့လည်းကျွန်တော်ကြိုးစားနေကြတယ်နော် ် NDA ကဥဆောင်ကျင်းပတဲ့အော်တိုဘာ9ရက်နေ့မှာကြာုပ်တဲ့ကမ္ဘာ့ဆီယာမန်နေခန်းနာကိုတင်ကြေးစင်တာတခုဖြစ်တဲ့လက်အန်ကဲကျောင်းသားကျောင်းသူတွေကဆရာဆရာမတွေအတွက်ကွန်ပျူတာတီချင်းတွေတိခတ်တီးဆိုခဲ့ကြပါတယ်။ဒါပြင်အမြဲတမ်းညွှန်ရေးဆိုရပညာရေးဝန်ကြီးဌာနတက္ကသိုလ်ဆရာတမကများကိုစားပြုကော်မတီမြန်မာရွှေပြောင်းလှုပ်တပ်ပညာရေးကော်မတီ BNWEC မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာအထောက်အကူပြုဖွဲ့ MAS2 ကပေးပို့တဲ့ ကွန်ပျူတာဝင်လာတွေကိုဒီခန်းနာမှာဖတ်ကြားခဲ့ပါတယ်